မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေအောက်တိုဘာလ6ရက်ဒီနေ့နဲ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အတို့တွင်မုတ်တုံလီအားနေငယ်မှအာတင်းတင်းရှိနေပါမယ်ထူးခြားတဲ့ချိန်ဒီတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခန့်တိုင်းထွန်ချင်းများအရာရမန်နီညကတုန်ကင်ပင်လယ်ကွေ့ကိုဖျက်ချော်ခဲ့သောတိုင်ဖုန်းမုန်တိုင်းမှန်မှုသည်အနောက်နောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးအကောင်းသောအပူပိုင်းမုန်တိုင်းမှန်မှုဖြစ်သူအာရုံသွားခဲ့ကာ တရုတ်နိုင်ငံတောင်ပိုင်းကွန်ရှိပြည်နယ်ကံရိုးတဲ့ဒေသများကိုဆက်လက်ဖြစ်ကြုံလျက်ရှိပါသည်အစိုးရအကောင်သောပူပိုင်းမုံတိုင်းမှတ်မှုသည်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှားနိုင်ပြီးနောက်9နာရီအတွင်းအပူပိုင်းမုံတိုင်းမှတ်မှုဖြစ်သူအားရသွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းကွန်ရှိပြည်နယ်ကုန်းတွင်းပိုင်းနှင့်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတို့ကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဲဒီမှာတစ်ဆင့်နောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသများကိုဖြတ်ကျော်နိုင်ပြီးတရုတ်နိုင်ငံရှူနယ်ပြည်နယ်တွင် ကုန်းလေးမုန်နိုင်ငယ်ဖြစ်အားရွတ်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြား၊မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့တွင်နေရာကျကျ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထချုံရပါမယ်။ရွှေဟန်ရုံပြည်ဖြစ်ပါတယ်။မိုးထထောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးထထောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီး အဆူပါမိုးထိန်တော်များ၍ရှားရံနေရတဲ့လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထိချုံခြင်းမိုးချိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်လေပြင်းတွင်လှိုင်းတင်တင်ရှိပါမည်။လှိုင်းမြစ်မှာမြမကဲရင်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၆ပေမှ၈ပေခန့်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ရှမ်းပြည်နယ်တွင်မိုးပူလာနိုင်ပါသည်။ နေပြည်တော်ရှမ်းကုန်းမြို့ဗန်တိန်မြို့နယ်နေတဝိုင်းတွင်ဒီကနေ့ညနေတိခံမှန်းချက်ကတော့၄၀၀ကျော်မှုထေချုံရပါမယ်။ရွှေအရံလုံးပြည့်ဖြစ်ပါလိမ့်ရှင်။